မမျိုးမင်္ဂလာပါတော်တော်မင်္ဂလာပါမင်္ဂလာပါရှင်မမျိုးဒီရှင်ဒီရှိတဲ့ကိုအော်ရကရိုက်တယ်ဘောတံပါဒေါတုံတရားကိုဘာဖြစ်လို့လက်ခံတာလဲဘာဖြစ်လို့ဆိုတော့ဂျားထဲမှာမမျိုးကမရိုက်တာလေအင်းနည်းနည်းကြာပြီအဲ့တော့ဇက်ကောင်းလို့ရိုက်တာလားအော်ရကကြောင့်ရိုက်တာလားဒီဇက်ရောက်ကြရတာဘယ်လိုလုပ်ပြောမလဲအဲဒီဒေါတုံဆိုတဲ့ character ကိုတော့မျိုးမလောက်ဘူးသေးတဲ့ဟာပေါ့နော် ဒီဆိုင်းမှာဆိုတဲ့အဆိုတော်ဆိုင်းဆိုတော်တယောက်အနေနဲ့လည်းကိုကမရိုက်ဖူးသေးဘူးပြီးတော့ဒီထဲမှာလည်းပါရမဲ့ကိုလှုပ်ရမဲ့အခန်းလေးတွေကိုလည်းကိုကြိုက်တယ်ပေါ့ပြီးတော့ကိုဩရတကလည်းအမဒီဇလန်းလေးကအမနဲ့လိုက်တယ်အာအမရိုက်ရိုက်ပေးပါရိုက်မလားဆိုပြီးတော့ကိုလာပြီးကန်းလန့်နေပေါ့နော်ကန်းလန့်တဲ့အချိန်မှာကိုကလည်းဖတ်ကြည့်လိုက်တဲ့အခါမှာကိုကိုကျော်ထွန်းရဲ့အမျိုးနဲ့အမြဲတမ်းတွေ့ရင်ဒီဇက်တွေအကြောင်းပဲပြောပြတယ်ဒီဇလန်းကိုမရိုက်ခင်ကလေးကတော့ပြောပြတယ် ပြောပြတဲ့အခါမှာကိုယ့်ရဲ့မျက်လုံးထဲမှာဒီတော်တုံရဲ့ character ကြီးကိုမြင်တယ်မြင်ပြီးအခါမှာကိုကိုရိုင်းကလည်းဟိုရိုက်ချင်စိဖြစ်တယ်ပေါ့နော်ရိုက်ချင်စိဖြစ်တဲ့အခါကျတော့ဒီကားလေးကိုလက်ခံပြီးရိုက်ကူးဖြစ်သွားတာပါဒီကားလက်ခံရိုက်ကူးရတော့ဟုတ်ပြီပေါ့နော်ဟောဒေါ်တုံးစရာကပန်းကြီးအမိနေရပေါ့နော်ဟောဘုဘကအောင်မြတ်ဆန်ရဲ့ဟိုကျမ်းမြတ်ရအောင်ရဟိုဒီတာမင်းမြောက်ပါဘုခ္ခရတာပေါ့အဲ့လိုပြောမှာနော်ဘာလို့လဲဆိုတော့နောက်ဆုံးကျတော့ နွားတဲ့ပြန်ဝင်လာတော့ကိုကဒူးထောက်တောင်းပါတဲ့အစင်အဲ့လောက်ဆိုးတဲ့ကောင်အဲ့လိုဆိုတော့လေอืมအဲ့ဒါတွေကအပြင်မှာလဲတကယ်ရှိပါတယ်အပြင်မှာလဲတကယ်ရှိရဆိုတာဒါဟိုသူတို့ကရွာမှာဆိုလို့ရှိရင်ငွေကြေးရအင်အားကြီးမှတော့ဩဇာပါကြီးသွားတာပေါ့ကြီးသွားတဲ့အခါမှာအဲ့ဟိုငွေကြေးမပြည့်စုံတဲ့လူအာမုံဆိုးမှခွားတယောက်အနေနဲ့ပေါ့နော်ဆွဲခါကြတော့ကိုက သူ့ကိုပြန်ပြီးတော့တောင်းပန်ရတဲ့ခန်းလေးရှိတယ်လေအဲ့လိုခန်းမျိုးလေးဆိုဩဒါကိုယ့်ရဲ့သမီးနဲ့ကိုယ့်ရဲ့မိနဲ့ကိုနဲ့ဘဝရက်တည်ဖို့အတွက်ကသူ့ကိုတောင်းပန်မှာပဲဖြစ်တော်မယ်ဆိုတဲ့အခါမှာကျန်တဲ့အသက်အရွယ်အပိုင်းခြားတွေကျန်တာတွေကိုခေါင်းထဲမှာဘာမှမရှိပဲနဲ့ကိုယ့်သမီးအတွက်ကိုယ့်မိအတွက်ဟုတ်ဟုတ်တောင်းပန်ရတဲ့ဟာဒီပေါ့နော်အဲ့ဒီခံလေးဆိုဟိုရရတဲ့ခံမှာရင်းထဲမှာတော်တော်ထိရင်းထဲမှာထိတဲ့ခံเนี่ยတော့အများကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က စဖွင့်ကလေးကယောမင်္ဂလာပြောအဲ့ဒီကလေးကကိုစပြီးတော့မမျိုးอ่ะအဲ့ဒီမှာပွဲကိုထိန်းသွားပြီးတော့ဆွဲခေါ်သွားတယ်လို့ပြောလို့ရတယ်နော်အာဖြည့်ပိုင်းကတော့မျိုးอ่ะအဲ့ဒီဒီအဲစိုင်းမှာဆိုရက် character မိတ်ဆက်ပေါ့နော်ဒါလေးကကိုယ့်ရဲ့ကိုယ်ကစိုင်းဆိုတော့ဆိုရက်ဟာလေးကိုမိတ်ဆက်တဲ့အနေနဲ့ဒါလေးအရင်ပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့မှအလယ်မှာကတော့ဒီပန်းဦးနဲ့ ကပူးညုံနဲ့အခန်းလေးတွေနောက်ပန်းနဲ့ဟွာနဲ့အခန်းလေးတွေကတော့ညာသွားတာမြို့တို့အခန်းနေသွားတယ်ပေါ့နော်ဒါကတော့ဒီဆက်ရဲ့သဘောအရတော့ကိုကအဲ့ချိန်ပါနောက်ပိုင်းမှာမှပြန်ပြီးတော့မှသမီးလေးဟိုကိုဝင်နဲ့မွေးတော့မယ်ဆိုတော့အချိန်မှာမှဒီဒေါ်တုံးရဲ့အခန်းခံနာလေးတွေကပြန်ပါလာတာပေါ့အဆုံးနဲ့အထိပေါ့နော်ဟုတ်ဒေါ်တုံးရဲ့အခန်းခံနာဆက်ပါတော့နော်အာဒီမှာဆိုတော့ဟိုဒေါ်တုံးနေရာလောက်တာပြဿနာရှိဒီ site အဆိုတော့ ဒီတချင်းမှဆုံးဖို့လက်ခံလိုက်တာဘယ်လိုဖြစ်လို့လဲအော်ခေါ်တော်ထုံးကလေပြောတော့ကတော့ဒီဆိုင်းဆိုတော့လို့ပဲပြောတာတချင်းဆိုရမယ်လို့တော့ကိုယ်မပြောခဲ့ဘူးပေါ့နော်အဲမပြောခဲ့ဘဲနဲ့အဲဒီရိုက်ခံနေဟိုလောက်ပေါ့ဓာလာပိုင်းကုံကန်နေလောက်မှာခေါ်တော်ထုံးကအဲ့ဒါပြောတာငါးလပိုင်းကုံကန်နေဆိုတော့မှအဲ့တော့မှအမားတဲ့ကျွန်တော်တဲ့ဒီတချင်းနေဆိုရမယ်တချင်းနေပါတယ်ပေါ့လေအဲ့ဒီတချင်းနေကိုအမအကိုယ်တိုင်းစူးစီးခြင်းနေဆိုတော့ အဲ့ကွာလေအဲ့အဆလို့ကိုကျော်ထုံးပို့လိုက်လေလို့အမနားထောင်ကြည့်မယ်ဆိုတော့ကိုကလည်းဒီလောက်ကြီးကြီးမားတဲ့သချင်းတွေလို့မထင်တာဘူးလေမထင်တာတဲ့ခါကျတော့နားထောင်လိုက်တဲ့ခါကျတော့ဟိုဟဲလို့လန့်သွားအေးပထမတော့စိုးကြည့်မယ်စိုးကြည့်မယ်ဆိုပြီးတော့စူးစမ်းလိုက်တာစူးစမ်းပေမဲ့လည်းအဲ့ဘျောသချင်းထက်စာလို့ရှိရင်ဒီနောက်ပိုင်းကမင်္ဂလာဘျောညွန့်ဘျောညွန့်သချင်းကပို့ခတ်တယ်ပို့ခတ်တဲ့ခါကျတော့အဲ့ဒါကြီးကို ကြီးချိန်တဲ့အချိန်မှာခုနပြောဆိုတဲ့ဟာကိုလည်းကြီးချိန်တဲ့အချိန်မှာရင်ကိုကအဲ့ကလေးကလေနည်းနည်းလန့်သွားတယ်တလားဟိုပြောရရင်တော့ဒါဟိုဒီဒီတချင်းတွေတချင်းဆိုတဲ့အလုပ်ဆိုတာမျိုးအတွက်ကဒါဟို professional နဲ့အလုပ်မဟုတ်ဘူးမျိုးရဲ့ကျွမ်းကျင်တဲ့အလုပ်မဟုတ်ဘူးမျိုးကျကျင်တာမြတ်တယုတ်ဆောင်ပဲကိုကအဓိကဝါဒနာပါပဲတယုတ်ဆောင်တာပဲဟွာဖြစ်တာပေါ့နော်ဆိုတဲ့ခါကျတော့ဟိုကိုမကျွမ်းကျင်တဲ့အရာယူတစ်ခုကိုသွားလှုပ်လိုက်ပြီးသူများကိုမူရင်းအဆို တေးရေဒါတွေပြီးတော့ပြိသက်တွေရှိတယ်ဒီတချင်းတွေရဲ့ပြိသက်တွေရှိတယ်အဲ့ဒီတချင်းတွေရဲ့ပြိသက်တွေကိုကိုကစော်ကားမိတယ်လို့ဖြစ်သွားမှာအယံကြောက်တယ်အယံကြောက်တော့ဟိုစဉ်းစားတယ်စုံမဲမစုံဘူးစုံမဲမစုံဘူးနေရရင်အဲနောက်ဆုံးကိုပုံနိုင်အမရယ်ရတယ်လဲဆိုသွားတယ်ဆိုတော့အဲ့နဲ့ဒါပေမဲ့တဆိုလို့ဆိုရင်တော့ဆိုမယ်ဒါပေမဲ့ဒီတချင်းအတွက်ကို ကိုကို တင်ပြပေးမယ်ဆရာတော့လူတယ်ဆရာမရှိပဲဆိုလို့မရဘူးပေါ့နော်ဆိုတဲ့အခါမှာအဲ့ဟာ မန်လျာအငိတ်မင်းသမီးကြီးအမေတော်ထိတ်တန်းတန်းရနေပြီးတော့ကိုယ်ကိုတင်မိခဲ့တာအဲ့တချင်းတွေတွင်တော့လည်းအရန်ရှိရတယ်ဒါပုံအောင်ကိုစောရလေအာမြို့ကတချင်းတွင်တာစတူဒီယိုဟိုပါကိုဝင်းအောင်လို့စတူဒီယိုမှာတွင်တာကိုကိုဝင်းအောင်လို့စီမှာတွင်တဲ့ခါကျတော့ကိုစောရေးလို့တမိရောက်နေတယ်လို့တချင်းတွင်မလို့လို့ဟိုရုပ်ရှင်ရိုက်ဖို့ရုပ်ရှင်အတွက်ဇာဝင်တီးဆိုရမှာတချင်းတမိတချင်းတွင်ရမယ်လို့အာဟုတ်လားတဲ့ဘာတချင်းဆိုမှလဲကိုစောကမေးတာဆိုတော့မြို့ကလည်းပြောလိုက်တာပေါ့ အဲပြောရဲလို့ပြောညွှန်ရဲဆိုရမှာလို့ဆိုတော့အဲ့မှာကိုစောကခေါင်းနှစ်ပိုင်းနေကြီးသွားခေါင်းနှစ်ပိုင်းနေကြီးပြီးကိုစောကသမီးလေးကိုသမီးငယ်ကိုခေါ်ပြီးတော့အဲကိုဝင်းတောင်တို့စတူဒီယိုယူပေါက်ချလာအောင်ပေါက်ချလာပြီးတော့သူကလေစိတ်ပူပြီးသူကထိုင်ကြည့်နေရမျိုးတချင်းသွင်းနေရအောင်လေထိုင်ကြည့်ပြီးတော့လေဟိုကအဲ့အဲ့တချင်းနှစ်ပုတ်မှာပြောညွှန်ကိုအရင်သွင်းတာပေါ့ပြောညွှန်တချင်းကိုအရင်သွင်းတယ်တချင်းသွင်းတယ်သွင်းတဲ့အချိန်မှာကိုစောကမပြောင်းဘူးအဲ့ဒါထိုင်ကြည့်နေရ ထိုင်းကြည့်ပြီးအဲရှေ့တပိုက်လောက်ပြီးတလောက်နီးနီးလောက်အဲ့ခါကျတော့မှကိုစောကတပြင်းချပြီးတော့ပြန်သွားပြန်တော့မယ်အမလင်ကမာတဲ့အဲ့တခြင်းကိုတဲ့ဆိုဖို့ကြားလိုက်တာနဲ့ခေါင်းတစ်ပန်းကြီးပြီးရောက်လာတာတဲ့စိတ်ပူသွားတာပေါ့နော် စိတ်ပူပါပြီးရောက်လာတာအခုတစ်ချဲသွင်းတဲ့ဟာကိုသူနားထောင်ပြီးတဲ့ခါကျတော့တော်ပါသေးရဲ့ဒီလောက်ဆိုရင်တော့စိတ်ချပါပြီဆိုပြီးတော့ကိုစောပြန်သွားအဲ့လိုမျိုးပေါ့ဟိုပြောချင်တာကတော့လေဒီသချင်းမျိုးဆိုတာတော်တော်ကိုဟိုကတာဝန်ကြီးတဲ့သချင်းပေါ့နော်အဲတာဝန်ကြီးတဲ့သချင်းဆိုတော့ ကိုကိုတိုင်းလည်းအမှန်တမ်းပြောရင်ကိုကအစိုးရောလည်းမဟုတ်ပါဘူးဝါသနာပါလို့သာဆိုရဲအဆင့်လောက်ပဲရှိတယ်ဆရာသမားရင်းနဲ့လည်းတည်ချာချာဒီလိုတချင်းမျိုးတွေကိုကိုကသင်ခဲ့ရတဲ့သူမဟုတ်ဘူးလေမဟုတ်တဲ့ခါကျတော့ဟိုဒီကားထဲမှာလည်းစိုးပညာရှင်တွေတချင်းရေးတဲ့ပညာရှင်တွေအနေနဲ့ကိုကိုလိုအပ်ချက်တွေရှိရင်လည်းခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့မျိုးကတကယ်ကိုဒီရုပ်ရှင်ကားတွေကဇက်ရုပ်ရစ조사ပြီးဖန်တီးထားတဲ့အရာဖြစ်လို့ပါရှင့်။ဒါပေမဲ့ တကယ်ဆိုင်အဆိုတော်နဲ့တူတယ်ဆိုသွားတာလေတကယ်အဆိုတော်ကြီးတယောက်လို့ဒီလိုပြောကြတဲ့အခါကျတော့ခက်တာအော်အဲ့ခါကျတော့လေဝတ်တာပီတိဖြစ်ပါတယ်ဟိုကိုယ်ဒီဆိုင်ဆိုတော်တယောက်နဲ့ကိုယ့်ရဲ့ဇယုတ်ကိုမြင်သွားတယ်ပေါ့လက်ခံတယ်ပေါ့နော်ပြောချင်တာကတော့ဒီဒီထဲမှာကိုယ့်ရဲ့ဇယုတ်ကဆိုင်ဆိုတော်ဆိုင်ဆိုတော်ဖြစ်တော့ဟဲ့ဆိုင်ဆိုတော်တယောက်နဲ့တူတယ်ဆိုပြီးပြိသက်တည်းကသတ်မှတ်အဲမှတ်ချက်ပြီးတဲ့ခါကျတော့အော်ဒီဇယုတ်ဇက်ကောင် တစ်ခု ကိုပြပြင်းသွားတယ်ပေါ့နော်ဒီဇက်ကောက်တစ်ခုသူတို့လက်ခံသွားတယ်ပြိတက်ကလက်ခံသွားတယ်ဆိုတော့သေုပ်ဆောင်တယောက်အနေနဲ့ကတော့ပီတိဖြစ်ရပါတယ်သူတို့ဒေါ်တုံနဲ့ဆိုင်ဆိုတော့လေစပ်ပတ်ပြီးပါတော့ပြောလို့ရတာပေါ့နော်နောက်တော့ဒါကကိုမြင့်ရဲ့ရှင်ပြီးကိုကလည်းအာကိုမြင့်ရဲ့ရှင်မှာဒီလိုဆိုခြင်းနဲ့ဒေတာဆက်ရှိအဲဟာသူက ဆိုင်မှာဆိုရဲဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू อ่ะအဲ तू သားလေးမွေးရင်ယောက်ျားလေးမွေးရင် तू ရှင်ပြုမယ်ရှင်ပြုပြီး तू ကိုယ်တိုင် तू သားကို तू ဒီချင်းနဲ့ဆိုပြီးတော့မှ तू อ่ะအဲအလှူကြီးပေးချင်တာတော့တော့ရဲ့အိမ်မက်ပေါ့နော်ဆိုတဲ့အခါသားလေးမမွေးခဲ့တဲ့ခါကျတော့မြည်ယောက်ျားလေးရလာတဲ့ခါမှာသူ့ရဲ့အိမ်မက်တွေကိုသူကအကောင့်ထည့်ဖို့ချင်တာပေါ့ဒေါ်သုံးရဲ့အိမ်မက်ပေါ့မင်းတို့တော့ဟိုဒီနေ့ဘာလို့ထိခဲ့ရတော့မသိဘူးတော့ဟောကြည့်တဲ့ပြည်တာကျွန်တော်တို့ကတော့ဟို မျက်ရည်ကျတော့မှမစွန့်နေလို့ခံစားရတယ်။အဲ့ဒါဇက်ရဲ့ဟိုဟာပေါ့တန်ဖိုးတော်တော်မြင့်မြင့်သွားတဲ့အခြေပေါ့နော်။ဆိုတော့အဲ့ရတော့သုံးရဲစိတ်ကကြတော့သူ့မှာအဲ့ရ feeling က तू ကသူလုံးဝစိတ်လျှော့ထားလိုက်ပြီးသူ့သားသူ့ရဲ့မိလေးကိုဟိုတကယ်ဟိုဒီ၃ယောက်ကလေးနဲ့စိုင်းဝိုင်းလည်းမပါရွာလူတွေလည်းမပါဒီလူတွေ၃ယောက်ကလေးနဲ့ပဲဘုန်းကြီးเจ้าကိုရှင်အဖြစ် ဖြစ်အောင်ကိုသွားကြမယ်ဆိုတဲ့အချိန်မှမမမျော်လင့်ထားတဲ့အရာတခုကိုရလိုက်တဲ့အချိန်မှလေ तू ကအံ့ဩဝါတာရဲ့မှင်သက်သွားတာရဲ့အဲ့လိုမျိုးပေါ့ပြည့်ခါကျပျော်သွားတာရဲ့ဟုတ်မဟုတ်ပါမလားဆိုတဲ့အဲ့ဟာမျိုးလေးပေါ့နော်အဲ့ feeling မျိုးလေးတွေဖြစ်သွားတာပေါ့ဟုတ်တယ်မှာ तू ဟိုအမေဆန်ပြောတာလေဒီအထူးဘယ်သူမှမသွားနိုင်လို့ပြောတော့ဘူးမလားရဲ့ မိကလာလေးနေမဲ့ပြတော့မိကလိန်ပြီးတော့လှစ်ခနဲ့ဆိုပြန်လာဟာသူတို့စီဟာစဝင်လာတာပဲသူတို့လည်းပါမယ်ဆိုတော့တဖြည်းဖြည်းနဲ့လူတွေကစွတ်စွတ်လာတယ်ဟာမြင်းနေပါလာတယ်ဟွာလေးပါလာတီးရပါတယ်အဲ့ဒီမှာကျတော့ဟိုဘယ်လိုလုပ်တော့ဟိုအဲဒီနှလုံးကိုဆွဲကိုက်လှုပ်လိုက်တယ်လို့ပဲအဲ့ဒီအချိန်မှာဟိုလေတလတ်လတ်တလတ်လတ်နဲ့ဘယ်လိုပြောမလဲပျော်တယ်လို့ပြောရမှာလားအာဒီအတွက်ဟိုဒီတားမိအတွက်ကျင့်တတ်သွားတော့ဒီလိုပြောမှာအဲ့ဒါဆိုမမျိုးလို့ဆိုလို့ခံစားနေပါတယ်ကျေပါအေး အဲ့ခါမှာတော်တော်ကိုလေတကယ်ဟိုရင်ထဲမှာစိုးနေပြီလှိုက်ခနေဖြစ်လာတာပေါ့နော်အဲ့ feeling ကခုထက်အခုအခုအချိန်ပြန်တွေးနေတော့အခုအဲ့ feeling ပြန်ရမမျိုးမပြောနဲ့ဟိုဟိုဆိုရင်ကုဖြိုးတော့ကိုကိုကြီးစိုးလုတ်တယ်သူမျက်နှာမှာကရောဝဲရထိုင်ဖြစ်နေတဲ့ဟာအဲ့ဒါပြီးတော့သူကဘုန်းတော်ကပြောတယ်ဘာဖြစ်လို့မဟုတ်နေတာလဲနေမကုန်နဲ့နေအောင်သက်ဆောင်တာနိုင်လိုက်တာပဲလို့ပြောတဲ့အခါနေ့ နောက်ပြီးတော့အဲ့ဒီအချိန်မှာခင်ဝါတယ်ဟိုပျော်လို့လာဘလို့တော့သူစိတ်ဒလုံးချလိုက်တယ်မသိထိုင်ကိုချလိုက်တဲ့အခါနဲ့အဲ့လိုအဲ့ဒီမလေးသူဇာချိန်တက်အောင်တော့ခနိုင်တယ်နော်ဟုတ်ဟုတ်အဲ့ပေါ်ဒီကတော့အဓိကတော့ဟိုဒီတရုပ်ဆောင်လေးကိုသူ့နေရာနဲ့သူနေရာချထားမှုเนาะတရုပ်ဆောင်လေးကိုဂင်တွေနိုင်မှုဒါဒါရိုက်တာရဲ့ပညာပါပဲဒီဘယ်တရုပ်ဆောင်ကိုဘယ်လိုဂင်တွေရမလဲဆိုတာကိုနားလည်တယ်ပေါ့เนาะဟိုအော်ရတာလေ ဆိုတော့ဒီကားကိုယုံတင်တဲ့ခါကျတော့တော်တော်လေးကိုသေုပ်ဆောင်တွေကအကုန်သူ့နေရာနဲ့သူအလုံးအဝင်ခွင့်ကြပွက်တီဖြစ်တယ်။ဗားတဲ့ခလေးလေးတွေကစခလေးသေုပ်ဆောင်ငယ်ရာနေကြီးကြီးရာနေပြီးတော့ဟိုဘက်ကမဲတောင်သားလေးဆိုလဲချက်စရာလေးလေသူ့နေရာလေးနဲ့သူခလေးတွေကစအကုန်လုံးဟိုကောင်းကြရတယ်ပေါ့နော်။ဆိုတော့ဒါဒီကားကြီးတကားကိုပရိသတ်ကဒီလောက်ဒီလိုမျိုးနှစ်သက်လက်ခံနေဆိုတာဒီဒရိုက်တာရဲ့အရေးချင်းပေါ့နော်။ဒရိုက်တာရဲ့ကင်တွယ်နိုင်မှုပေါ့စကားတကားပေါ့။ တော့အတွက်ကိုကျော်ထွန်းကိုတော်တော်ကိုချီးကျူးပါတယ်လေးစားပါတယ်ပိုင်နိုင်တဲ့ဟာတော့တော်တော်လေးလုပ်သွားတာပိုင်နိုင်လို့ပြောတယ်ဗျာဒီမှာဆိုရင်ဒါနောက်ဆုံးကျွန်တော်တို့ဟောပေါ့မမျိုးကတပည့်ကြီးပြတ်ပြီးတက်ဆိုတဲ့ခါဆိုရင်တကယ်တော့ဆိုရင်ဘယ်မပိုက်ထားတဲ့ဘူးလို့ဒီလိုပြောပေါ့ဗျာနော်တပည့်ထားခဲ့ပြီးတက်ဆိုဒါပေမဲ့တပည့်ပိုက်ထားတဲ့အတွက်ကိုပုံပြီးတော့ဟိုဘုတ်ဝင်တယ်လို့ပြောမလားတပည့်ပိုက်တာကတော့လေသူ့ရဲ့ဇက်ထဲမှာဟိုက ဒါဟိုကိုကြီးဆိုးကိုသူကအစကလေးကသူကတပိတ်ကိုသူကပေးမကင်ဘူးလေပေးမကင်တဲ့ခါကျတော့တပိတ်ပေးမကင်တော့အမေကတင်ငန်းသူ့ရဲ့ကလေးရဲ့အမေကတင်ငန်းကင်တော့အဖွားကဒီတပိတ်တဲ့ရက်ကိုအဖွားကကင်ရတာလေဆိုတဲ့ခါကျတော့ဒါကြီးတချင်းဆိုတဲ့အချိန်မှာအပြင်မှာဆိုရင်လည်းအပြင်တချင်းတက်ဆိုမယ်ဆိုလဲဒီတပိတ်နဲ့ရက်တောင်ထားခဲ့လို့မရအောင်လေဒီလိုပဲသွားဆိုအောင်ပါပဲလေဆိုတော့သူ့အပြင်မှာဖြစ်ရမယ့်ပုံစံကိုလုပ်တဲ့သဘောပါဒီလိုမှဆိုရင်ကိုကဆိုနေပြီပေါ့နော် စုံနေပြီဆိုမှနောက်ကကိုယ်စုံဝင်းနိုင်ကလည်းတံပိုးပေးနိုင်တယ်နော်တော်သူသားဆိုင်နေရနေသူအကျင့်နေတယ်ဟိုဟိုကပါတယ်ဒါတဲ့အဲတကယ်ဒီမောင်စင်းကြီးမဆိုရင်ဒါကကျွန်တော်ကြားတာစက်ဖွဲ့တွေရောခြံတဲ့လူတွေရောမြေကြီးကြတဲ့အခန်းလို့ပြောတယ်အဲအဲ့လိုမြေကြီးတွေလည်ခဲ့ရတာလား အဲ့အခန်းရိုက်တဲ့ခါကျတော့ပုတ်ပါရွာမှာလေအဲ့အဲ့အဲ့ဒီပုတ်ပါအဲ့စုံကုန်းရွာပေါ့နော်စုံကုန်းရွာမှာအဲ့ခန်းရိုက်တဲ့ခါကျတော့ရွာလူတွေကလာကြည့်နေကြတာ哦ရွာလူတွေအကုန်လုံးလာကြည့်ကြတယ်လာကြည့်ကြတဲ့အချိန်မှာမျိုးတော့အဲ့အပေါ်မှာမျိုးတချင်းဆိုတဲ့အခန်းအဲ့အခန်းကိုရိုက်ရောရိုက်လိုက်ရောအောက်မှာလာကြည့်နေတဲ့အကုန်လုံးကအဲ့ကလေးကငိုတာလာကြည့်တဲ့လူအကုန်ငိုတာငိုတော့အဲ့ရအမျိုးသမီးအဲ့ရွာရွာရွာသူတွေကပြောတာပေါ့အန်တီကြီးတွေအတော်ကြီးတွေကပြောတာဟာ ဒီကရတယ်ဒီမှာတို့ရိုက်နေတော့တို့ဒီလောက်ငုံနေရရင်တဲ့ဒီကယုံမောတင်ရင်ဘလောက်တောင်မှန်ငိုရမလဲမသိဘူးတဲ့အဲ့ရုံကလေးကဒီလာကြည့်ရတဲ့သူတွေအဲ့အဲ့မှာတော်တော်ကိုခြုံပွက်ချငိုကြတယ်အဲ့ဒါကတော့အမှတ်တရပါကျေးဇူးပါကျေးဇူးပါ